ကဲပရိသတ်ကြီးတို့ရေဘရောနီကာလုံးဝလုံးဝတရားရခိုင်နှုံးနီးပါနိုင်မဲ့ထိုးပွဲကြီးကတော့ရောက်ရှိလို့လာပါပြီဒီကနေ့ဒါဘရောနီကာရဲ့ ဒါအင်တာဗျူးတွေကိုကြည့်ရတာကလေအင်တန်းမှအားရဖို့ကောင်းတယ်ပေါ့နော်သူဘွားကဘယ်လိုမျိုးဟိုးဟာဟူးရှမ်းပြည်နယ်လူမတိတဲ့နော်ရွာလေးတဲကနေသူ့အနေနဲ့ဒီဝိုင်းရဲ့စင်မြစ်ထဲကိုရောက်တဲ့ထိုင်းနိုင်ငံမှာနော်ကျွန်တော်တို့တိုင်ဂါဂျင်မာလေဂျန်ဒါရီအကုန်လုံးရှင်းပြချက်တွေကိုကြည့်ချင်းအဖြစ်နော်သူ့အနေနဲ့နော်မင်္ဂလေးတယောက်ကဘယ်လိုဖြစ်လို့ဟူးရွာတတိလေးတွေကနေအခုဆိုရင်တိုင်းကလုံးကြည့်ရတဲ့အထိဖြစ်အောင်ဘယ်လိုမျိုးဒါသူ့အနေနဲ့စူးစမ်းခဲ့လဲဆိုတာကိုအင်တာဗျူးမှာဖြေကြားခဲ့တာကအင်တန်းမှာဒါပြည်သက်တွေကိုခုံအားဖြစ်စေတယ်ပေါ့နော်အတိ စရာကောင်းစီတယ်ပေါ့ဆိုတော့သူရဲ့ဒါ interview ကိုလေ့ကျင့်နေဆိုရင်သွားကြည့်ကြပါအင်မတန်မှပရိသတ်တွေတော့ဒါကျွန်တော်တို့များစွာကြံခဲ့မယ်လို့ကျွန်တော်အနေနဲ့เนาะမျှော်လင့်နေပေါ့เนาะဒါယုံလေးယုံချီတယ်ပေါ့ဆိုတော့အခုဒီကိစ္စနဲ့ဒီပွဲနဲ့ပတ်သက်ပြီးတော့ Bronica ကပြောလာပါဘူးပထမတော့တွေเนาะအနီစာမဆန်နဲ့ kickboxing ပွဲကစားရမှာဆိုတော့အမီးစနစ်တွေစီကံပိုင်းတွေအကုန်လေ့လာပြီးပြင်ဆင်ခဲ့ပြီးသားပါတယ် ဒါပေမဲ့သူကနေမကောင်းတဲ့ကကြတော့အပွဲကပြစ်သွားပါလေအခုရှင်ပြိုင်မဲ့ပြိုင်မဲ့ကတော့ The Yoke Fighter Kickboxing Champion နဲ့ပါလေမွေးထိုင်းပွဲထိုးမှာဖြစ်ပါလေသူမက Kickboxing ကောင်းတယ်အမြင့်ကန်ချက်ကောင်းတယ်ဒါပေမဲ့ကျမကသူ့ထက်မွေးထိုင်းပွဲအသွေးအကြုံရှိပါတဲ့ဗျာ Clash အပိုင်းနေတဲ့တောင်ရိုက်အပိုင်းတွေကျမကပိုးသားမယ်လို့ထင်ပါလေကျမကိုအားပေးနေကြတဲ့မြန်မာပြည်ကပြည်သူတွေရောအခြားနိုင်ငံတကာကပြည်သူတွေရောအခုလိုအားပေးကြတဲ့တော့အထူးကျေးဇူးတင်ကြောင်းဆက်ဆိုရဒီပွဲမှာတော့အရင်လို့ နော်အရင်ပွဲတွေလိုမျိုးပြသူအနေနဲ့လက်တီသဘောက်ကိုပဲလက်တီထူးချက်နဲ့ပဲအားပြုပြီးတော့ကစားမှာမဟုတ်ပါဘူးလေတိုက်ကွက်ဆုံအောင်ကစားသွားမှာပါလေအမြင်ကန်ချက်တွေတောင်ရိုက်ချက်တွေနဲ့လေပွဲသိမ်းဖို့ဖြစ်လာနိုင်ပါတယ်ဗျာကွင်းတဲတိရောက်လာအားပေးကြဖို့လေဖိတ်ခေါ်ခြင်းနဲ့ကြောင့်ဘရိုနီကာကအားရပါရဖို့သူ့ပွဲနဲ့ပတ်သက်ပြီးတော့ကြော်သွားခဲ့တယ်ဒီရမှာဒူးကောင်ပွဲနေနဲ့ထိုးမှဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ ဒါ Bronica ကြီးပေါ့နော် Bronica ကြီးပြိုင်ပြဖြစ်တဲ့ Limit Greek ကတော့ကျွန်တော်1 Championship မှာပထမအဆုံးပွဲဦးထွက်ထိုးมาဖြစ်တယ်ဖြစ်တဲ့ကကြောင့်မွေထိုင်းထိုးมาဖြစ်တယ်ဆိုတော့သူအနေနဲ့ကဖီအားများတယ်ပေါ့နော်ပြီးတဲ့ကကြောင့်တော့ဒီပွဲအနေငယ်ဝေးနေတာပေါ့လေဆိုတော့ဘလူးဖြစ်ဖြစ်ဟိုကြိလိုက်မယ်ဆိုတော့နှစ်ယောက်စလုံးကတကယ်ကူမှဟိုကောင်းကောင်းတဲ့ဖိုင်တာနှစ်ယောက်ဖြစ်နေပေါ့နော်90 90ရခိုင်နိုးစီပဲကျွန်တော်အနေနဲ့ပေးချင်တယ်အနိုင်ရနှုံးပေါ့လေဒါမှမဲ့လေကျွန်တော် Bronica ကတော့ဒါကျွန်တော် Limit Grade ချက်တော့ ပို့ပြီးတော့မျှော်လင့်ချက်ရှိတယ်ဆိုတော့ကျွန်တော်အနေနဲ့ထားလို့ပြီးတော့ပြောပြစီဗျာ